Jack Wilshere လို့ပြောလိုက်တာနဲ့ Arsenal ရဲ့အနာဂတ်လို့လူတိုင်းသတ်မှတ်ခဲ့ကြတဲ့ England ကွင်းလယ်ကစားသမားကိုမြင်အောင်ကြမှာပါ။အခုတော့သူ့အတွက်စာမျက်နှာအသစ်တစ်ခုစတင်ပါပြီ။ League One Club Luton Town ရဲ့နီးပြားသစ်ဖြစ်ခန့်အပ်ခံလိုက်ရတဲ့ Wilshere ရဲ့တရင်ဟာဘောလုံးလောကကိုအားတင်စေခဲ့ပါဗျ။ Now, Jack Wilshire. Jack Wilshire. Jack Wilshire has been appointed the new Luton Town manager. Aha, that those at those near you, Wishaya, but Ramazo, senior Nibia, Yaru, Awe, Asanedra, Wishaya, but Ramazo, Puerto Queen Yarunga, Tutaha, Sachon in it, Nayang as a Choyabe, Shiba, Dire. အာဆင်နယ်မိုင်းရှပ်တဲ့ငယ်ဆုံးပရီးမီးယားလိဂ်ပွဲထွက်ကစားသမားဖြစ်ဖာဘရီဂက်ရဲ့စံရည်ကိုချိုးဖြတ်ခဲ့တာပါ ငငယ်ရွယ်နဲ့အဓိကစားသမားဖြစ်လာခဲ့တဲ့ဝီရှိုက်ယားဟာ2010မှာဘာစီလိုနာနဲ့ပွဲစဉ်မှာပြသခဲ့တဲ့ခြေစွမ်းကြောင့်သူ့ကိုအာဆင်နယ်ရဲ့အနာဂတ်လိုတော်တင်စားခဲ့ကြပါတယ်။အာဆင်နယ်နဲ့အတူ FA ဖလားနှစ်ကြိမ်ရခဲ့သလိုအင်္ဂလန်လေဝေးစင်အသင်းအတွက်လည်း34ပွဲထိကစားခဲ့ရပေမဲ့ဒန်ယာရီကသူ့ရဲ့ကစားသမားဘဝကိုတလာပပဆုံးသက်ခွင့်မပေးခဲ့ပါဘူး။ 2022မှာတက်30ရွယ်နဲ့အားယူခဲ့ရတာဟာမမျောစရာကောင်းပါတယ်။ဒါပေမဲ့ဘောလုံးလောကနဲ့မခွဲနိုင်တဲ့ဝီရှားရဟာချက်ချင်းဆိုသလိုပဲအာဆင်နယ် U18 တင်းတဲ့သူမိပြဘွားကိုပြောင်းခဲ့ပါတယ်။ဒီနေရာမှာပဲလူဝစ်စကယ်လီနဲ့ဝါနီရိုလိုလူငယ်ကျယ်ဝင်းတွေကိုပြိုးထောင်ပေးနိုင်ခဲ့ပါတယ်။2024မှာတော့သူ့ရဲ့ senior ဘောလုံးလောကနီးပြအတွေ့အကြုံကို championship club norwich မှာလက်ထောင်နီးပြပွားနဲ့စတင်ခဲ့ပြီးနောက်ပိုင်းမှာယာယီနီးပြအဖြစ်နှစ်ပွဲတာဝန်ယူခွင့်ရခဲ့ပါတယ်။အခုတော့သူ့ရဲ့စူးစမ်းအားထုတ်မှုတွေကြောင့်လူတန်တောင်းမှာ senior နီးပြချုပ်ဖြစ်လာခဲ့ပါပြီ။ ်တကယ်တော့လူတန်ဟာဝီရှာရအတွက်ဖူးကြတဲ့အင်းမှာသူဟာရှစ်နှစ်သားအရွယ်မှာလူတန်တောင်းရဲ့ City of Excellence မှာဘောလုံးစတင်လေ့ကျင့်ခဲ့ပြီးပြီးအဲဒီနောက်မှာမှ Arsenal Academy ကိုကြောက်လာခဲ့တာပါဒါကြောင့်ဒီကိုယ်တိုင်ကလူတန်ကိုပြန်လာရတာကိုစနဲ့အဆုံးပြန်ဆုံတဲ့အခိုက်အတန့်ဦးစားတဲ့ moment လို့ပြောဆိုခဲ့တာမို့သူဟာအိမ်ပြန်ရောက်လာတဲ့သားလို့လည်းဆိုနိုင်ပါတယ် ဝီရှာယာဟာကစားသမားပွားမှာအာဆင်ဝင်ကလိုပရော်ဖက်ဆာကြီးလက်အောက်မှာနီးစနစ်တွေတင်ယူခဲ့ရပြီးအာဆင်နယ်ယူ၁၈အသင်းမှာလည်းအာဒီတာရဲ့အတွင်းမြင်တွေကိုလေ့လာခွင့်ရခဲ့တယ်လို့တင်ကိုလည်း FA ယူကပ်ဘောလုံးပွဲထိရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့တာပါဒါကြောင့်လေလူတန်ဟာမနစ်ကလီတန်အိုရီယန်ကိုပလေးအော့ဖ်ဘောလူဝဲရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့တဲ့ရီချီဝဲလန်နဲ့ဆွမ်စီနီးပြဟောင်းလုခ်ဝီလီယန်တို့ကိုကျော်လွန်ပြီးဝီရှာယားကိုနီးပြအဖြစ်ရွေးချယ်ခဲ့တာပါလိုပဲဖြစ်ဖြစ်လူတန်တောင်းမှာဝီရှာယားကြုံတွေ့ရမယ့်စင်ခုံမှုတွေကတော့အော်သေးသေးမဟုတ်ပါဘူး လူတန်ဟာပရီးမီးယားလိဂ်ကနေချန်ပီယံရှစ်အဲဒီကနေလီဝမ်ကိုဇက်တိုက်တန်းဆင်းခဲ့ရပြီးတဲ့နောက်လက်ရှိမှာလည်းလီဝမ်မှာရုန်းကန်နေရတာပါလူတန်ဟာလက်ရှိဆက်တပွဲကစားပြီးမှတန်တက်ခွင့်ပလေးအော့ဖ်နောက်ဆုံးနေရာဖြစ်တဲ့ဆင့်6နေရာနဲ့အမှတ်ပွားဟနေပါဗျ။ဒီပြပြောင်းလဲရေးကြောင်းရောကစားပေါင်းကောင်းတွေထွက်သွားတာတွေကြောင့်မှပြင်းထန်မှုကင်းမနေတဲ့လူတန်ကိုလမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင်တက်မှတ်ပေးနိုင်မလားဆိုတဲ့မေးခွန်းတွေတော့ရှိနေပါဗျ။ ဝီရှာယာကတော့ကစားမောင်းမှုဖြစ်တိုင်းနီးပြကောင်းမှုဖြစ်နိုင်ပါဘူး။အာဆင်နယ်ယူ၁၈အသင်းကိုစကိုင်တဲ့အချိန်ကလေးကစဉ်သင့်မဖြစ်သေးပဲတင်းကြီးနေမြတ်မလုပ်ဘူးလို့တွေးထားခဲ့တာပါ။ဒါကြောင့်ကျွန်တော်ကစားသောဘွားနဲ့မရှင်းသေးခြင်းပါဘူး။အခုကအောင်မြင်မှုတွေကိုစာလောင်နေတဲ့ဝီရှာယာအသက်ပွဲပြားချနာတဲ့ဝီရှာယာပါလို့ဆိုထားပါဗျ။ ကစားသောဘဝမှာဒဏ်ရာတွေကြောင့်အောင်မြင်သင့်သလောက်အောင်မြင်ခဲ့တဲ့ဝီရှားရအနေနဲ့နီးပြဘဝအစမှာလူတန်နဲ့အတူသူ့ရဲ့အရေးချင်းတွေကိုတက်တည်ပြနိုင်မလားဆိုတာစိတ်ဝင်စားစရာပါလူတန်ပြည်သက်တွေကတော့အိမ်ပြန်လာတဲ့သားရဲ့ဦးဆောင်မှုနဲ့အတူခံပြက်ရှိကိုပြန်လာနိုင်ဖို့ကြော်လင့်နေကြပါသေးချာပါပဲဝီရှားရအနေနဲ့လူတန်တောင်းမှာစိန်ခေါ်မှုတွေကိုနိုင်ယူပြီးအောင်မြင်တဲ့နီးပြတယောက်ဖြစ်သူ့နာမည်ကိုတိဆောက်နိုင်မလားဆိုတာ comment မှာပြောပြပေးခဲ့ပါဦး like and subscribe လို့ကိုလည်းမမေ့ပါနဲ့